နာသိစစ်တပ်အနေနဲ့ရွေးကောက်ပွဲကိုအလေးပေးဆောင်ရွက်နေပေမဲ့အကြမ်းဖက်မှုတွေရပ်ဖို့နဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲဟာရွေးကောက်ပွဲမတိုင်ခင်မှာဖြစ်မြောက်ဖို့လိုတယ်လို့အာဆီယံကပုံသဘောထားကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။မလေးရှားနိုင်ငံမှာကျင်းပနေဆဲဖြစ်တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကနေမြန်မာရေးအာဆီယံပုံသဘောတူညီချက်၅ရက်အကောင့်ထဲဖော်မှုအပေါ်မှာ တုံးသက်ချက်နဲ့ဆုံးဖြတ်ချက်28ချက်ကိုအော်တိုဘာ26ရက်နေ့ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာမှာကျင်းပမဲ့ရွေးကောက်ပွဲကိုအာဆီယံကလေ့လာသူတွေစေလွတ်ဖို့စစ်ကော်မရှင်ရဲ့ဖိတ်ကြားချက်ကိုမှတ်သားထားကြောင်းနဲ့ရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတငြိမ်းချမ်းပြီးတက်ဆိုင်သူအလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်ကြောင်းလည်းအာဆီယံကထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကတိုင်းပြည်ရဲ့ပြဿနာအဖြစ်မဟုတ်ဘူးဆိုတာ ကိုဒါပြောပြခြင်းနဲ့အဲ message လို့ကျွန်တော်ထင်ပါတယ်အဲဒါကြောင့်မို့ပဲအဲရွေးကောက်ပွဲကအာဒီဓမ္မပီမားလက်ရှိဦးစားပေးလိုရမယ်အစီအစဉ်မဟုတ်ဘူးဒီအချိန်ဤကအောက်မှာလက်ရှိအခြေအနေအောက်မှာဒီအတိုင်းဒီရဲ့ကောင်းဆောင်တွေကိုလွတ်ပေးဖို့နိုင်ငံရေးကျင်းသားတွေလွတ်ပေးဖို့အပြစ်ခတ်တွေကိုရပ်ပေးဖို့စသဖြင့် ်အဲအားစုအားလုံးပါတဲ့နိုင်ငံရေးပြဿနာတွေကိုဝိုင်းဝန်းဖြေရှင်းနိုင်တဲ့အခြေအနေတွေလိုအပ်တယ်ဆိုတာကိုထောက်ပြတဲ့သဘောလိုပဲယူဆပါတယ်တယ်မန်ရေးနယ်ပယ်အရာဒီခုလိုမျိုးပေါ့နော်အဲသူတို့သဘောမတူထားတဲ့ဒါမှမဟုတ်ရင်လည်းအားလုံးလက်ခံထားတဲ့အချက်တည်နဲ့ကြော်ပြီးလုပ်လာတဲ့အခြေခံမှာတော့အဲဒါတွေကအကျိုးဆက်ကတော့အဆိုးဘက်ကိုပဲပို့ပြီးတော့ဥတီသွားနိုင်တယ် ဒါအပြင်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲဖော်ရမှာတိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိတာကြောင့်အာဆီယံအစည်းအဝေးတွေကိုမြန်မာစစ်ကောင်ဆောင်တွေတက်ရောက်ခွင့်ဆက်လက်ကန့်သတ်ထားမယ်လို့လည်းဆိုပါတယ်။မြန်မာနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုစားပြုမှုကိုသာဆက်လက်ခွင့်ပြုမယ်လို့အာဆီယံကပြောပါတယ်။အခု2025ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံသက်တမ်းအပြီး2026ခုနှစ်မှာတော့ဖိလစ်ပိုင်နိုင်ငံကအလှည့်ကျဥက္ကဋ္ဌဖြစ်လာမှာပါ။ အခရအစဉ်အရာ2029ခုနှစ်မှာတော့မြန်မာနိုင်ငံကအာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ယူရမှာဖြစ်ပေမဲ့မြန်မာနိုင်ငံကိုကြော်သွားမှာဖြစ်ကြောင်းလည်းအာဆီယံထုတ်ပြန်ချက်ကဖော်ပြပါဗျာ။အာဆီယံပုံသဘောထားထုတ်ပြန်ချက်ရစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံ၏ပြဿနာကိုဖြေရှင်းနိုင်မယ့်အဖြေမဟုတ်ပေ။ပုံသဘောတူညီချက်၅ရပ်မှာပါတဲ့အချက်တွေကို အရင်အကောင့်ထဲမဖော်နိုင်သေးတဲ့၍ရွေးကောက်ပွဲမကျင်းပတင်သေးကြောင်းဆိုလိုတာဖြစ်တယ်လို့ မြို့သားညညရဲ့အတိုင်းမင်္ဂန်ကောင်စီ NUCC ရဲ့ CRPH ရာကော်မတီဥက္ကဋ္ဌဦးနေမျိုးကမှတ်ချက်ပြုပါရယ်။ရေကောက်ပွဲတစ်ခုကိုကန့်ကွက်ရတာတော့ကဘာကြီးကတော့ခက်တော့ခက်မှာပေါ့ဗျာဟုတ်။ကြီးစံပေးမလားမဲပုံးကူမလားဆိုတော့မဲပုံးမဲကူချင်ချတဲ့ရင်ကျေးတဲ့ကဘာကြီးဖြစ်နေတော့လေခက်တော့ခက်နေမှာပါ။နိုင်ငံတကာအနေနဲ့လေရေကောက်ပွဲလုတောက်ကိုအာဆီယံအပေါင်းအခြားအဖွဲ့အစည်းဘောတော်တေးရုရုရှားသူကလည်းလို့မထောက်ခံဘူး။ တို့တော့ရွေးကောက်ပွဲ ပြီးသွားရင်တိုင်းပြည်ပိုအေးချမ်းတည်ငြိမ်သွားမယ်လို့မြင်နေတဲ့နိုင်ငံကြီးရှိပါလေအဲ့တော့ရွေးကောက်ပွဲကိုတော့တနေသမျှတို့အာဆီယံကတော့ကန့်ကွက်မယ်ဖြစ်လာရင်တော့တားလို့မရတော့ဘူးလို့တော့မြင်နေတယ်ဗျဟုတ်ကဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံမှာအောက်တိုဘာ26ရက်နေ့ကနေ28ရက်နေ့အထိကျင်းပသွားမှာပါ။ ဒီစည်းဝေးမတိုင်ခင်အောက်တိုဘာ9ရက်နေ့ကနေ10ရက်နေ့ထိမြို့သားညညွေအစိုးရ NUG ပြောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညညွေတိုင်ပင်ခံကောင်စီ NUCC မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ချင်းမျိုးသားတပ်ဦး CNF အပါအဝင်မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့တို့မလေးရှားမှာတွေ့ဆုံခဲ့ကြပါတယ်ဒီတွေ့ဆုံမှုက3ချိန်မြောက်လူချင်းတွေ့ဆုံမှုလည်းဖြစ်ပြီး ါပေမဲ့နိုဗမာလအတွင်းမှာတော့နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံမှုရှိနေသေးတယ်လို့သိရပါတယ်။အာဆီယံအနေနဲ့စစ်ကော်မရှင်ကလုံမဲ့ရွေးကောက်ပွဲကိုပြတ်ပြတ်သားသားညင်းပယ်ဖို့မြန်မာပြည်ရင်းပြည်ပအရက်ဖက်အပွဲ308ဖွဲ့ကအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအောက်တိုဘာ25ရက်နေ့မှာစုပေါင်းတောင်းဆိုထားကြပါသေးတယ်။ Asian ဆိုဘရာကလည်းသူတို့ကအာတဖွဲ့တစုထဲတနိုင်ငံထဲလုတာမျိုးမဟုတ်ဘဲနဲ့အဲနိုင်ငံပေါင်းစုံတဲ့အနေအထားဆိုတော့သူတို့က အဲ့ဒီလိုမျိုးပြပြတတလုပ်ဖို့ကသူတို့အနေအထားအရာမပြတာရဲတာဒီလည်းပါမှာပေါ့လေအမှန်ဆိုရင်တော့အခုအရှင်ပြောနေတဲ့ဟာဒီကတော့ဒီပလိုမစီလေးစာတာပေါ့ဘာပဲနဲ့သူတို့သဘောထားအနေနဲ့ကတော့ဒီပေါ်ပေါ်ရှိကောင်းရှိလှုပ်ဆောင်မှုကိုတော့လုံးဝသူတို့ကသဘောမတွေ့ဘူးမထောက်ခံဘူးဆိုတာတော့ရှိတယ်အာဆီယံအနေနဲ့မြန်မာကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် အနာရေးဆိုင်ရာပံ့ပိုးမှုတွေကိုတိုးမြှင့်ပေးဖို့နဲ့လိုအပ်ရင်နေဆက်ဖြတ်ကျော်အကူအညီပေးရေးလမ်းကြောင်းတွေအပါအဝင် အားစင်တာနဲ့တခြားသောနီးလန်းတွေကနေတဆင့်အကူအညီပေးဖို့ထောက်ခံကြောင်းလည်းပြောထားပါတယ်။နေဆက်ကြောင်းရင်းနှီးမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်လည်းတက်ရောက်ခဲ့ပြီးထိုင်းကမ္ဘောဒီးယားနှစ်နိုင်ငံအပြစ်ခတ်ရက်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးတာအာဆီယံ၄နိုင်ငံအခွန်ရော်ရေးနဲ့အတူကုန်သွယ်ရေးစာချုပ်ချုပ်ဆိုတာတို့လှုပ်ဆောင်သွားခဲ့ပါတယ်ရှင်။